ူဒူးထောက်ခံမှုကြဆင်းနေတဲ့သမရစီကနေအာနာသိမ့်ပြီးတဲ့နောက်မာဒါဂါစကာ စစ်ကောင်းဆောင်ကသမရအဖြစ်ကျန်းသစ္စာကျင်းဆုံမယ်လို့ကြေညာခဲ့ပါတယ်။စစ်အာနာသိမ့်မှုဖြစ်ခဲ့တဲ့ကျွန်းနိုင်ငံနဲ့ဆက်ဆံရေးကိုအာဖရိကသမဂ္ဂကဆိုင်းငံ့ထားဖို့ဆုံးဖြတ်ပြီးမကြခင်မှာပဲ။အာနာသိမ့်စစ်ကောင်းဆောင်ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒရီရန်နာရီနာကသူကိုယ်တိုင်သမရအဖြစ်တာဝန်ယူမဲ့အကြောင်းကိုအတည်ပြုခဲ့တာပါ။ဆင်းရဲနွမ်းပါမှုဆင်းရဲကြက်တဲမှုတွေတန်းကြောင်းလူတို့ကအစိုးရကိုစန့်ကျင်ဆန္ဒပြမှုတွေအရှိန်မြင့်လာတဲ့နောက် အခုသတင်းပတ်မှာစစ်တပ်ကကြားဝင်ပြီးအာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ပြည်တွင်းမှာလူငယ်တွေဥဆောင်တဲ့အစိုးရစန့်ကျင်ရေးစန္ဒပြမှုတွေကိုစစ်တပ်ကပါပူးပေါင်းခဲ့တဲ့နောက်တမရကတော့ပြည်ပကိုထွက်ပြေးတင်းချောင်သွားခဲ့ရပါတယ်။အာဖရိကတမကကတော့မာဒါဂတ်စကာမှာဆ ਿਆ နာသိမ်းမှုဖြစ်ပွားခဲ့တာကြောင့်အဖွဲ့ဝင်အဖြစ်သတ်မှတ်ချက်ကိုယာယီဆိုင်းငံ့ထားမှာဖြစ်ပြီးဒီဆုံးဖြတ်ချက်ကချက်ချင်းအသက်ဝင်မယ်လို့အောက်တိုဘာ15ရက်နေ့မှာကြေညာခဲ့ပါတယ်။ စစ်တပ်ဦးဆောင်တဲ့ကော်မတီကဂျားကာလာအုပ်ချုပ်ရေးကောင်စီနဲ့အတူနှစ်နှစ်ကြာတာဝန်ယူအုပ်ချုပ်ပြီးရင်ရွေးကောက်ပွဲကျင်းပပေးဖို့ရည်ရွယ်ထားကြောင်းအာနာသိစစ်ကောင်ဆောင်ကအသိပေးထားပါရဲ့ရှင်။